ဇလုံးလုံးအလုံးကိုနှုတ်ဆက်ပါတယ်ဒီနေ့မိနစ်မှလည်းဒီမနေ့အတူတကွာ notebook တို့တစ်ခုကိုအတူတကွာခွန်အားယူရအောင်ဒီနေ့တည့်အသက်တာထဲမှာဘေးအရာတွေကိုတင်ဆွဲလန်းနေတယ်လောကမှာတည့်အသက်ရှင်နေတဲ့အခါမှာတင်ဆွဲလန်းတတ်တဲ့အရာ၃ခုရှိတယ်တခုကပါလဲဆိုရင်ဖယားကိုဆွဲလန်းခြင်းဖယားစကားကိုဆွဲလန်းခြင်းဖယားနဲ့ပတ်သက်တဲ့မှုရာတွေကိုဆွဲလန်းခြင်းဖြစ်တယ်နောက်တစ်ခုကပဝန်းကျင်ကိုဆွဲလန်းခြင်းနောက်ထပ်တစ်ခုကအခြေအနေတွေကိုဆွဲလန်းခြင်းဒီအရာ၃ခုဖြစ်တယ်ဒီ၃ခုထဲမှာဒီနေ့တည့်အသက်တာ ထဲမှာဆန်းစစ်ရအောင်ဟာလေလုယပေးအရာကိုတင်ဦးစားပေးပြီးတော့ဆွေးလန်းနေတယ်လေအဲ့ဒီတင်ဦးစားပေးပြီးတော့တင်ဆွေးလန်းနေတဲ့အရာကတေချာတာတစ်ခုကတော့အေကံအမှန်တင်သက်တာထဲမှာဖြစ်ကိုဖြစ်လာမှာဖြစ်တယ်လောကအရာဖြစ်တဲ့ပဝန်းကျင်စကားတွေကိုပဲတင်ဆွေးလန်းနေတယ်ဆိုရင်တေချာတဲ့အဲ့ဒီပဝန်းကျင်ရဲ့ရိုက်ခတ်မှုကတင်စီရောက်ကိုရောက်လာမှာဖြစ်တယ်နောက်တစ်ခုအခြေအနေတွေကိုတင်ဆွေးလန်းနေတယ်ဆိုရင်တေချာတဲ့အဲ့ဒီအခြေအနေဆိုးတွေထဲမှာတင်ကလုံးဝ အဲ့ဒီအခြေအနေဇိုးတွေကိုတင်ကြုံကိုကြုံရမှာဖြစ်တယ်နောက်တစ်ခုဖယားစကားကိုတင်ဆွေးလန်းတယ်ဆိုရင်အေကံအမှန်အဲ့ဒီဖယားရဲ့သက်ဆွမ်းခြင်းတွေကတင်ရအတ္တတွေမှာဖြည့်ဆုံလာမှာဖြစ်တယ်ဒါဆိုရင်မိသားစုများတင်ဒီ၃ခုတွေကနေတင်ပေးအရာကိုဆွေးလန်းနေတယ်ပြီးတော့ပေးအရာကိုတင်ဆွေးလန်းဖို့ရွေးချယ်တယ်ဟာလေလုယာဒီနေ့ကျမတို့ရဲ့အတ္တတွေမှာရွေးချယ်ရမှာဖြစ်တယ်ပေးအရာကိုကိုဆွေးလန်းမလဲတင်အားလုံးကိုရောယောင်ပြီးတော့တင်ဆွေးလန်းလို့တော့မရဘူးတစ်ခုကိုပဲတင်ရွေးချယ် ေပြီးတော့ဇွဲလန်းရမှာဖြစ်တယ်။ဟာလေလုယာ။အာဗြဟံနဲ့ဆာရာရဲ့အသက်တာထဲမှာဘုရားစကားကတားကိုရမယ်။တားကိုဖွားမယ်။ဖွားကိုဖွားမယ်။ဘုရားကပြောထားပြီးတာဒါပေမဲ့လေပဲဘုရားစကားကအခုပြော အခုဖြစ်လာတဲ့အရာတွေရှိသလိုဒီနေ့အခုပြောပြီးတော့ဘုရားကစောင့်ခိုင်းတဲ့အရာတွေရှိတယ်။ဒီညမှာအာဗြဟံနဲ့ဆာရာကိုဘုရားကစောင့်ခိုင်းတဲ့ကာလဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်။စောင့်ခိုင်းတဲ့အခါမှာနှစ်တွေတော်တော်များများကြာသွားတယ်။ကြာသွားတဲ့အခါမှာသူ ူတို့နှောက်ကဘာပြောလဲဆိုရင်ဒီနေ့သူတို့ရဲ့အိမ်မှာရှိတဲ့ဂျွန်ဟာဂရနဲ့အာဗြဟံကိုအတူနေဖို့ရန်အတွက်ဆာရာကပြောခဲ့တာဖြစ်တယ်ဒီနေ့ဒီနေရာမှာအာဗြဟံကိုယ်တိုင်ကလည်းဘာဖြစ်လို့ဆာရာရဲ့စကားကိုသူကအနားထောင်ပြီးတော့ဟာဂရနဲ့အတူနေခဲ့တာလဲဆိုရင်ဒီနေ့ဒီညမှာမြင်ရတဲ့အရာတစ်ခုကအာဗြဟံနဲ့ဆာရာနေရောက်ကဖယားရဲ့စကားကိုတေချာမဆွဲလန်းဘူးဆိုတဲ့အရာကိုရှင်းလင်းစွာမြင်ရတာဖြစ်တယ်တကယ်လို့များအာဗြဟံ ာဖခင်ရဲ့စကားကို तू အမြဲတမ်းမှ तू အဲ့ဒီစကားကိုပဲ तू ဆွဲလန်းနေတယ်ဆိုရင်ဒီနေ့ဆာရာဘလောက်ပဲသူ့ကိုတိုက်တွန်းနေပါစေအဲ့ဒီဆာရာစကားကို तू နားထောင်ပြစ်မှာမဟုတ်ဘူးပြစ်တယ်ဘာလို့လဲဆိုရင်ဖခင်ကပို့ပြီးတော့ကြီးမြတ်တဲ့ဖခင်ဖြစ်လို့ပြစ်တယ်ဟာလေလုယာဖခင်ရဲ့စကားကိုပဲ तू ပို့ပြီးတော့ဆွဲလန်းမှာဖြစ်တယ်ဒါမဲ့ तू ကဖခင်ရဲ့စကားကိုမဆွဲလန်းတဲ့အခါမှာဒီနေ့ဆာရာပြောတဲ့စကားကို तू နားထောင်ပြီးလှုပ်ဖို့ရအောင်ဖြစ်လာနားထောင်ပြီးလှုပ်တဲ့အခါမှာဘာဖြစ်သွားသလဲဆိုရင် င်ဒီနေ့သူတို့နေရောက်ဒီနေ့ဆာရာရဲ့အသက်တာထဲမှာကျုံမဖြစ်တဲ့ဟာဂရရဲ့မတိမဲ့မြင်ပြုခြင်းကိုသူခံရတယ်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလည်းတခါတလေကျမတို့ကကျမတို့ရဲ့အသက်တာထဲမှာဖြစ်လာတဲ့အရာတိုင်းကဖယားကျမတို့ကိုဖြစ်စေတာစုံစမ်းတာလည်းမဟုတ်ဘူးပြည့်တယ်တခါတလေကျမတို့အသက်တာထဲမှာကိုမကြုံချင်တဲ့အရာတွေဘာလို့ကြုံရတယ်လဲဆိုရင်ကိုယ့်ရဲ့အသက်တာထဲမှာဖယားစကားရှိနေရဲ့နဲ့အဲ့ဒီစကားကိုမဆွဲလန်းလို့တင်ကြုံရတဲ့အရာဖြစ်တယ်ဒါကဖယားစုံစမ်း န်းတဲ့အရာမဟုတ်ဘူးဖြစ်တယ်။ဟာလေလုယာဒီအရာကိုကျွန်တော်တို့နားလည်ဖို့ရန်အတွက်လိုအပ်တယ်။စာရာရဲ့အသက်တာထဲမှာသူပရားစကားကိုမဆွဲလန်းပေးနဲ့သူ့ရဲ့စန္ဒအတိုင်းလုပ်တဲ့အခါမှာဒီဂျုံမဘာမဟုတ်တဲ့သူ့အိမ်မှာသူကကျွေးမွေးထားတဲ့ဂျုံမရဲ့မချီမဲ့မင်းပြုတ်ခြင်းမလေးမစားလှုပ်ခြင်းတွေကိုသူခံရတာဖြစ်တယ်။ဟာလေလုယာဒီကျွန်တော်တို့အသက်တာထဲမှာမိသားစုများအားပေးခြင်းနဲ့သင်ရဲ့အသက်တာထဲမှာဂျုံဆိုတဲ့အရာကသင်ရဲ့အသက်တာထဲမှာမချီမဲ့မင်းပြုတ် င်းကိုသင်ခံနေရပြီလားအဲ့ဒီရောက်ရသင်ခံနေရတယ်ဆိုရင်သင်ဘုရားစကားကိုမဆွဲလန်းလို့ဖြစ်တယ်ဆိုတဲ့အရာကိုပြောပြချင်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားစကားကိုဆွဲလန်းဖို့နဲ့အမတမအရေးကြီးတယ်ဆက်ပြီးတော့ဒီအရာတွေကိုအမှုအရာတွေကိုကြုံပြီးတဲ့နောက်မှာအာဗြဟံနဲ့ဆာရာရဲ့အသက်တာထဲမှာကပ္ပဥချံအခန်းကြီး78အခန်းငယ်30ကနေ25မှာကြည့်တဲ့အခါမှာဒီနေ့ကောင်းကင်တမန်ကအာဗြဟံနဲ့ဆာရာရဲ့အိမ်ကိုပြန်ပြီးတော့လာခဲ့တယ်အဲ့ဒီအနေနဲ့လာခဲ့တယ်အဲ့ဒီအနေနဲ့လာခဲ့တဲ့အခါမှာဒီနေ့ပြန်ပြီးတော့ ော့ကောင်းကြီးပေးစကားကိုပြန်ပြီးတော့နှုတ်မှုခဲ့တာဖြစ်တယ်ပြန်ပြီးတော့နှုတ်မှုခဲ့တယ်နှုတ်မှုခဲ့တဲ့အခါမှာအဲ့ဒီစကားကိုဆွဲလန်းတဲ့နောက်မှာဘာဖြစ်ရလဲဆိုရင်ပြန်ပြီးတော့ဖျားစကားကိုတဖန်ပြန်လဲပြီးတော့ဆွဲလန်းတဲ့အခါမှာအာဗြဟံနဲ့ဆာရာကတားဤဆက်ဆိုတဲ့ကောင်းကြီးကိုပိုင်ဆိုင်ခွင့်ရတာဖြစ်တယ်ဟာလေလုယာဒီနေ့တားဆိုတာကောင်းကြီးမင်္ဂလာဖြစ်တယ်အတိတ်တော့အရာမွေးဖွားစေတာဖြစ်တယ်ဟာလေလုယာမိသားစုများတင်ရအတ္တကြတဲ့မှာအတိတ်တော့အရာတွေကိုမမ မွေးဖွားနိုင်သေးဘူးဆိုရင်ဒီနေ့တဖန်ပြန်နေပြီးတော့ဖယားကအင့်ကိုဘာတွေပြောထားခဲ့တယ်လဲအဲ့ဒီအရာကိုတဖန်ပြန်နေပြီးတော့ဆွေးလန်းဖို့ရန်အတွက်လိုအပ်တယ်အဲ့ဒီအရာတဖန်ပြန်နေပြီးတင့်တက်တာတွေမှာဆွေးလန်းနေဆိုရင်တိတ်ချတာတစ်ခုကတော့အတိတ်တော့အရာတင့်အသက်တာတွေကနေပြီးတော့မွေးဖွားခွင့်ရမှာဖြစ်တယ်ဟာလေလုယာဒီနေ့အတိတ်တော့အရာမွေးဖွားတဲ့အခါမှာအာဗြဟံနဲ့ဆာရာကဝမ်းမြောက်ရတာဖြစ်တယ်ဟာလေလုယာကျမတို့အသက်တာတွေမှာလေဖယားစကားကိုကျမတို့ကတခါတလေကျမတို့ကိုဖယားကစောင့်ခိုင်း င်းတဲ့အချိန်ရှိတယ်ချက်ချင်းအဖြစ်ပေးတဲ့အချိန်တွေရှိတယ်ခါတလေမှာတော့တခါတည်းဖယားညင်းတဲ့စကားတွေရှိတယ်အဲ့ဒီအခါမှာတင့်ကိုဖယားကစောင်းခိုင်းတယ်ဆိုရင်တင်အကောင်းဆုံးစောင်းပွင့်ရတဲ့လွားတယ်အကောင်းဆုံးဆွဲလန်းပြီးတော့အဲ့ဒီဖယားရဲ့စကားတင်အသက်တာတွေကနေတစ်တော့အရာတွေချက်လာမယ်အစ်တော့အရာကောင်းကြီးတွေခံစားရမယ်အစ်တော့အရာတွေတင့်အသက်တာတွေကမွေးဖွားခွင့်ရမယ်လို့ပြောထားတဲ့စကားတွေကိုတင်ဧကအမှန်ဆွဲလန်းနေပွင့်ရတဲ့တိကျတဲ့ပြည့်စုံတဲ့ဒီတင်ကယုံကြည်ခြင်း ချင်းပါလျက်သင်ဆွဲလန်းဖို့ရတဲ့လိုအပ်တယ်။ဒါဆိုရင်သိချတာတခုကတော့သင်ဝမ်းမြောက်ရမှာဖြစ်တယ်။ဟာလေလုယ။ဒီနေ့ဣဇက်မွေးဖွားတဲ့အခါမှာဝမ်းမြောက်ခြင်းခံစားရတာဖြစ်တယ်။ဟာလေလုယ။ကျမတို့ရဲ့အသက်တာထဲမှာဘုရားကသင်ကိုသင်နဲ့ကျွန်ုပ်ကိုကြီးမားစွာအသုံးပြုခြင်းနဲ့ကြီးမားစွာဘုရားကသင်နဲ့ကျွန်ုပ်ကိုအသစ်တော်ကောင်းကြီးတွေပေးခြင်းနဲ့အသစ်တော်နိယက်တွေအသစ်တော်မင်္ဂလာတွေထဲမှာသင်ကိုရှောက်လန်းစေခြင်းနဲ့ဘုရားဖြစ်တယ်။ဟာလေလုယ။အသစ်တော်အနာဂတ်တွေအကောင်းဆုံးအလပဆုံးတို့အနာဂတ်တွေကိုသင်အတွက်ဘု ုရားကပေးထားပြီးသားဖြစ်တယ်ဒါကြောင့်မို့သေချာတာတခုကတော့တင်ဖရားရဲ့စကားကိုအကျွင်းမဲ့တင်ဆွဲလိုက်ရမယ်ဘယ်လိုတင်ဆွဲလိုက်ရမလဲဆိုယုံကြည်ခြင်းပါလေတင်ကအပြည့်အဝဆွဲလန်းနေပွင့်ရန်အတွက်လိုအပ်တယ်အဲ့ဒီဖရားပြောထားတဲ့စကားတွေတသက်ရလာတဲ့ကြီးတင်ဆွဲလိုက်ရမှာဖြစ်တယ်ဟာလေလုယာဒါဆိုရင်သေချာတဲ့တင်အတတာထဲမှာသူတပားနဲ့မတူတဲ့ဖရားရဲ့စကားကိုတင်ဆွဲလန်းခြင်းကဒီနေ့သူတပားနဲ့မတူတဲ့ကောင်းကြီးမင်္ဂလာတွေသူတပားနဲ့မတူတဲ့ဖရားရဲ့ဥဆောင်လ မ်းပြခြင်းတွေသူတစ်ပါးနဲ့မတူတဲ့တင့်အတ္တတွေကနေအတ္တအတ္တတော့အရာတွေကိုမြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာနေအတ္တတော့အရာတွေကိုတင့်အတ္တတွေကနေမြင်တွေ့စေခြင်းနေဆိုရင်တော့မန်တော်အရာဖြစ်တဲ့ဒီနေ့ဖရားရဲ့စကားကိုအပြီးအဝဆွဲလန်းပွင့်အတွက်လိုအပ်တဲ့အရောက်ချင်းစီတိုင်းပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေ